အားလုံးပဲမင်္ဂလာပါရှင်စက်တင်ဘာလ19ရက်နေ့မနက်ခင်းသတင်းများကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ်အခုပထမဆုံးတင်ဆက်ပေးမယ့်သတင်းကတော့မုံရွာတွင်ရိခါပိုးအကြံဖက်စစ်ကြောင်းနှင့်တော်လန်ရေးတပ်များတနအီကြားတိုက်ပွဲဖြစ်ပွားတဲ့ဆိုတဲ့သတင်းကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ်။ဇကိုင်းတိုင်းမုံရွာမြို့နယ်မှာရွှေကူနီဖျားဝင်းအတွင်ကစေအုပ်စုတွေစီရိခါလာပိုးတဲ့အကြံဖက်စစ်ကြောင်းနဲ့မုံရွာအခြေစိုက်တော်လန်ရေးတပ်တွေကြောက်ကလန်ပိုင်းအထိထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့တယ်လို့မုံရွာမြို့နယ်ပြည်သူ့ကော်မတီရဲ့အဖွဲ့ပါကာဖာစီကသိရပါတယ်။ အော်တိုဘားလ15ရက်မနက်အစောပိုင်းကမုံရွာစည်းပွားရေးတက္ကသိုလ်ကနေထွက်လာတဲ့တံပြားကားကားနှစ်စီးနဲ့အင်အားတရာပါခြေလင်းစစ်ကြောင်းကိုကြောက်ကနေထဏောင်းဝင်းကျေးရွာအကြားဒေါ်လန်ရေးတပ်တွေကဖျက်တောက်တိုက်ခိုက်ခဲ့တယ်လို့ဆိုပါတယ်။အကြံဖက်စစ်ကြောင်းကိုမုံရွာမြို့နယ်ပကဖားနဲ့အတူမုံရွာခရိုင်ပကဖားအထူးတိုက်ခိုက်ရေးတပ်ဖွဲ့ထိန်းကြားဖို့မုံရွာမြို့နယ်ပကဖားတိုင်းနဲ့1234မုံရွာမြို့နယ်ပလာဖားမုံရွာမြို့နယ်ပကဖားအထူးတိုက်ခိုက်ရေးအဖွဲ့ Triple 4 မုံရွာမြို့နယ်ပါကာဖာတိုက်ခိုက်ရေးအဖွဲ့မုံရွာစပယ်ရှယ်ဒိတ်ဒိတ်ကျိန်တောကျွဲကြီးပျောက်ကြားအဖွဲ့ Flood Falcon LDF နဲ့ဒေသခံရဲကြီးပါကာဖာတွေပူးပေါင်းတိုက်ခိုက်ခဲ့တယ်လို့သိရပါတယ်။အကြံဖက်စစ်တပ်ကစစ်ကြောင်းမထိုးခင်တရက်လိုအော်တိုဘာလ14ရက်ကလည်းမုံရွာမြို့အနောက်မြောက်တိုင်းစစ်ဌာနချုပ်ကနေစီးပွားရေးတက္ကသိုလ်ရှိစစ်အုပ်စုတွေစီတံပြားကကနှစ်စီးနဲ့စစ်အင်အားတွေဖြည့်တင်းပေးခဲ့တယ်လို့သိရပါတယ်။ ျွန်တော်တို့တော်လန်ရေးအင်အားစုတွေမုံရွာကြောက်ကလမ်းပေးမှာအောက်တိုဘာ23 24 25 3ရက်ဆက်တိုက်ခင်းပုံဝစ်စောင့်နေချိန်14ရက်ကနာမခါကနေ ECO ကြောင်းတဲကိုတန်ပြားကကနဲ့စီနေအင်အားဖြည့်ပါတယ်။နောက်နေ့မနက်9နာရီခွဲလောက်ကြာအေကာနှစ်စီးပေါ်ရိတ်ခါရီတင်ပြီးဘေးပတ်ချလဲမှာအင်အား100လောက်နဲ့ရွှေကူနီဖျားကစေအုပ်စုတွေစီထွက်လာတာပါလို့ မော်ရွာမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ပါကဖတာဝန်ရှိသူကသတင်းဌာနကိုပြောပါရယ်တိုက်ပွဲအတွင်းတော်လရေးတပ်တွေထိခိုက်ရှိခဲ့ပေမယ့်ဆေးဥစုဘက်ကထိခိုက်မှုရှိနိုင်ပြီးအရေးအတွက်အတိအကျကိုတော့အတိမပြုတ်နိုင်သေးဘူးလို့သိရပါရယ်တံပြားကကနှစ်စီးနဲ့အရင်တက်တယ်အဲ့ဒီနောက်မှာခြေလင်းအင်အားတရာလာတဲ့ပုံကျွန်တော်တို့ကတံပြားကကားတွေလှုပ်ပေးလိုက်ပြီးခြေလင်းစစ်ကြောင်းကိုပဲတိုက်ခဲ့တာပါတိုက်ပွဲကတနအီဖက်ချလေးလောက်ကြာခဲ့ပါတယ်လို့မော်ရွာမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ပါကဖတာဝန်ရှိသူကဆက်ပြောပါရယ် ပြီးခဲ့တဲ့အောက်ကုလရှိရလောက်ကစလို့အကြံဖက်စရုပ်စုတွေဟာမုံရွာကြောက်ကလမ်းပိုင်းကိုအင်အားလုံးရင်တုံစစ်ကြောင်းထုတ်ဖွင့်ရောက်လာခဲ့တာကြောင့်မုံရွာပကဖအပါဝင်တော်လန်ရေးတက်ရင်တက်ဖွဲ့တွေနဲ့ထိထွေးတိုက်ပွဲတွေရှိခဲ့ပြီးစရုပ်စုဟာရွှေကူနီဖျားဝင်းအတွင်အထိုင်ချတက်ဆွဲနေခဲ့တာဖြစ်ပါတယ် ဆက်လက်ပြီးရင်းချန်ခရိုင်ဘခဖအချုပ်ခန်းကထွက်ပြေးသူကတနက်နေ့ပြန်လည်ပြစ်ခတ်လို့တော်လန်ရေးတပ်ဖွဲ့တွေပြစ်ခတ်ဖမ်းဆီးရာတေဆုံးနေဆိုတဲ့တဲ့ရင်ကိုချင်းဆက်ပြီးတော့မှာဖြစ်ပါတယ်။ရင်းချန်ခရိုင်ဘခဖအချုပ်ခန်းကနေထွက်ပြေးတဲ့အရက်သားတွေကိုလိုင်လံဖမ်းဆီးစဉ်တနက်နေ့ပြန်လည်ပြစ်ခတ်ခဲ့တဲ့သုံးဘန်းတအုပ်ကိုပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ကပြစ်ခတ်ဖမ်းဆီးရာမှာတေဆုံးသွားခဲ့ပါတယ်။မြေချံခရိုင်ပကဖားရဲ့အချုပ်ခန်းကအချုပ်သား30ခန်းဟာအောက်တိုဘာ16ရက်မှာတနက်တွေယူပြီးထွက်ပြေးသွားတာပါ အဲ့ဒီထွက်ပြေးအချုပ်သားတွေကအမျိုးသားခွနဲ့ဦးနဲ့အမျိုးသမီးတက်ဦးစုစုပေါင်း၈ဦးကို AK တလန်အတူတလန်ကာပိုင်တလန်ဓာတ်ရှိတချောင်းစတဲ့လက်နက်တွေနဲ့အတူပြန်လည်ဖမ်းမိထားတယ်လို့ဇီရိုပြောက်ကြားတပ်ဖွဲ့ကအော်တိုဘာလ၁၈ရက်မှာထုတ်ပြန်ခဲ့ပါတယ်။ ဖွဲ့ပြေးလွတ်မြောက်နေသူတွေကိုလိုက်လံဖမ်းဆီးစဉ်ရဲတပ်ဖွဲ့ဝင်အချုပ်သားတအူကတနက်နဲ့ပြန်ပြစ်လို့ပြစ်ခတ်ဖမ်းဆီးစဉ်တည်ဆုံသွားတာလို့ဇီရိုပြောက်ကြားတပ်ဖွဲ့ခေါင်းဆောင်ကိုသက်ကြီးကဒီနေ့အောက်တိုဘာ16ရက်မှာအသိပေးထားပါတယ်။အချုပ်သားတွေဟာမြေချန်ခရိုင်တွေကတိုက်ပွဲတွေနဲ့စကန်သိန်းတိုက်ပွဲတွေမှာဖမ်းမိထားတဲ့သူတွေဖြစ်ပါတယ်။အချုပ်သား30ခန်းကလက်နက်တွေယူထွက်ပြေးသွားကြောင်းကိုမြေချန်လူလူလှုပ်ရှားမှုကော်မတီကထုတ်ပြန်ခဲ့ပြီးအသေးစိတ်ထပ်မံမထုတ်ပြန်သေးပါဘူး။ဖြစ်စဉ်ကိုစုံစမ်းစစ်ဆေးနေကြောင်းသိရပြီးအသေးစိတ်အခြေအနေကို ရင်းချံခရိုင်ပါခါဖတာဝန်ရှိသူတွေကသတင်းထုတ်ပြန်အတည်ပြုလိုက်မယ်လို့ကာကွယ်ရေးရဲဘော်တို့ကပြောပါတယ်။ကျမိုက်သတင်းတင်ဆက်မှုကိုဒီမှာပဲရနာခွင့်ပြုပါရှင်။အားလုံးပဲရှင်လန်းချမ်းမြေကြပါစေရှင်။